အာဆင်နယ်အသင်းကနျူကာဆယ်ကိုအနိုင်ကစားပြီးတော့အဆင့်နဲ့နှစ်ရှာကိုပိုင်နိုင်စွာဆုပ်ကင်ခဲ့ပါတယ်။ပြင်းထန်တဲ့နီးပြူအားပြိုင်မှုကိုမြင်တွေ့ခဲ့ရပြီးတော့အာဆင်နယ်အနေနဲ့တည်ငြိမ်စွာယဉ်ဆိုင်နိုင်ခဲ့တယ်။ဒါပေမဲ့တိုက်စစ်ပိုင်းရဲ့အားနည်းချက်တွေပြီးတော့ခန်းစစ်ပိုင်းရဲ့ twin ကန်သွင်းချက်ခွင့်ပြုရမှုတွေအများကြီးမြင်တွေ့ခဲ့ရပြီး David Ray ကကောက်ွယ်ချက်များခဲ့ရတဲ့ပွဲလေးဖြစ်ခဲ့ပါတယ်။ အားလုံးပဲမင်္ဂလာပါစီတူအိုဖီနီယိုကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့ Arsenal 1 Newcastle 0လျှက်တစ်ပြက် review ပဲဖြစ်ပါတယ် Arsenal ကသူတို့ကိုဒုက္ခပေးနေကြ Newcastle ကိုဒီပွဲမှာတော့ လလပပအနိုင်ရှုခဲ့တယ်။10ရလက်နဲ့တင်းငိမ့်စွာရင်ဆိုင်ခဲ့တဲ့ Newcastle ကဒီပွဲကိုသူတို့တောက်လျှောက်အလုပ်ဖြစ်လာခဲ့တဲ့3 back ပုံစံနဲ့ပေါ့နော်။ဘောထလာခဲ့ပေမဲ့ Alexander Isak မပါဝင်မှုကြောင့်အထီတော်နာခဲ့တယ်။အားနေခဲ့တယ်။အဲ့တော့အာဆင်နယ်အတွက်ရင်ဆိုင်ရတယ်လို့ဝင်လျှော့သွားခဲ့တယ်ပေါ့နော်အာဆင်နယ်အနေနဲ့သူတို့ဒီပွဲကိုတော့ရလက်ပိုင်းတော့ရအောင်ဆောင်ကျင်းနိုင်ခဲ့တယ်ဒါပေမဲ့ခြေစွမ်းပိုင်းမှာတော့လိုအပ်ချက်တွေရှိပြီးတော့အပိုင်ခွင့်ရရှိမှု ကိုးနိုင်တဲ့အကန့်ချက်တွေကန့်သွင်းနိုင်မှုမှာရော့ချခဲ့တဲ့ Newcastle ကပို့ပြီးတော့ကောင်းခဲ့တယ်ပို့ပြီးတော့များခဲ့တယ်ပြောမဆိုရင်အနီးကကန့်ချက်တွေတစ်ချိန်ပြီးတစ်ချိန်ကိုဒါ David Raya ကကွယ်ခဲ့ရတာဟုတ်ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်အဲ့တော့ Arsenal အနေနဲ့အနက်ချက်တွေတော့ရှိနေသေးတယ်ယာတီဂုံအထိလည်းမပြောက်သေးဘူးဆိုတာဆက်လက်ပြီးတော့မြင်တွေ့ရတယ်ဒါပေမဲ့တို့လိုအပ်တဲ့ရှာလက်ကိုတော့အကောင်းဆုံးရှုနိုင်စေပဲအဲ့တော့အဆင့်နဲ့နေရာကအရေးပါတယ်ပေါ့နော်ဘာဖြစ်ဖြစ်အဆင့်၁မဖြစ်တော့ရင်တော့ဒါနောက်ထပ်ဖြစ်နိုင်တဲ့အမြင့်ဆုံးအဆင့်ကိုရရှိခြင်းအကျန်တဲ့အသင်းတွေမှာအကောင်းဆုံး ဖြစ်တယ်ဗောလေအော်ဒီအတွက်တော့စုရစိတ်တော့မရရှိဘူးဒါပေမဲ့ဒါဟာကိုယ့်ရဲ့ယုံကြည်မှုကိုကိုယ့်အသိဉာဏ်ဆွမ်းဆောင်နိုင်မှုကိုပြသတဲ့အရာဖြစ်တယ်အဲ့တော့ဒီထက်ပိုပြီးတော့အမတ်တရှာနိုင်မယ်ဆိုရင်အထူးသဖြင့် Liverpool နဲ့ Arsenal ကြားကွာချက်ကဥဆောင်ဂိုးတွေကိုဒီဥဆောင်ဂိုးအခြေအနေကနေဒီရှုံးသွားတဲ့ရမလျှော့သွားတဲ့အခြေအနေတွေပေါ့နော်ဒါတစ်ချက်ပြီးတော့ကိုယ်ကနောက်ကလိုက်နေပြန်ပြီးတော့ကြော်တန်းအောင်လုပ်နိုင်တဲ့ချက်အဲ့ဒီနှစ်ချက်စလုံးမှာ Arsenal က Liverpool ထက်လျှော့နေခဲ့တယ်ဒါကြောင့်မလို့ဒီရာဒီမှာအမတ် ဒီတော့ကွာဟသွားခဲ့တာဗောနော်အဲ့တော့အဆင်တွေဟာအခုအချိန်မှာ57မှတ်ရရှိထားတယ်အဲ့တော့အနည်းဆုံးပြိုင်ဘက်တ9မှတ်ဖြတ်ထားတာဖြစ်တဲ့အတွက်ဒုတိယနေရာဖေးချသွားခဲ့ပြီဖြစ်တယ်အဲ့တော့ဒါကအဆင်တွေပြဿနာမဟုတ်ပါဘူးအဲဒီလီဗာပူးကတော့ပိုဆွဲသွားခဲ့တယ်ဗောနော်အဲ့တော့အာတီတာပြောသလိုစီ point per game နဲ့ပြောမယ်ဆိုရင်တော့အဆင်တွေမှာစိတ်ဝင်စားစရာအချက်တစ်ချက်ပိုသွားတွေ့ရတယ်အဲ့ဒါကတော့အဆင်တွေဟာဒီပွဲမှာ87နောက်ပွဲကို Southampton နဲ့ဆိုနိုင်ခဲ့တယ်ပဲထား84မှာဗောနော်အဲ့တော့84မှာဆိုတာပြီးခဲ့တဲ့ရှားဒီတွေမှာအဆင်တွေရှားခဲ့တဲ့အမှတ်တွေထားအများကြီးညော်နေတယ် ဒါတစ်ချက် ပြီးတော့မနစ်ကရာသီနဲ့ရှင်မယ်ဆိုရင်မနစ်ကရာသီရဲ့တတိယရခဲ့တဲ့လီဗာပူးအသင်းထက်လေအခုအာဆင်နယ်ဒုတိယရမှတ်ကရော့နေနေဒါတစ်ချက်ပြီးတော့နောက်ထပ်ထပ်တွက်မယ်ဆိုရင်ပြီးခဲ့တဲ့အရှိရာသီရှိတယ်အဲ့ဒီရာသီတော့ငါဒါ2020 23ရာသီတော့ငါအဲ့ဒီရာသီကသွားပြီးတော့ကြည့်မယ်ဆိုရင်လေအဲ့ဒီရာသီကအဆင့်3ဖြစ်တယ်အဲ့ဒါဟက်ကင်မန်ချက်စတာယူနိုက်တက်55မှာရရှိခဲ့တယ်အခုအာဆင်နယ်က 84မှတ်ပဲရမှာဖြစ်တယ်အဲ့တော့ Arsenal ပြည်သက်တွေအနေနဲ့ကြည့်မယ်ဆိုရင်ဒါဟာဒီအသင်း Eric Ten Hag ရဲ့ပထမရာသီအသင်းလောက်တော့အမှတ်မရဘူးဆိုတာကသူရဲ့ရာသီကိုပြသတယ် Arsenal အသင်းမလုံလောက်သေးဘူးဆိုတာပြသတယ်နောက်ကို setback အများကြီးဖြစ်သွားတယ်ဆိုတာပြသတယ်သူတို့လုံးစရာတွေအများကြီးရှိလာတယ်ဆိုတာပြသတယ်မှန်တယ်ဒီရာသီမှာတော့ပြင်းထန်တဲ့တန်ရာတွေကြောင့် Arsenal ဒုက္ခရောက်ခဲ့တယ်ဒါပေမဲ့အခုနောက်လာမယ့်အနာဂတ်တွေမှာအဲ့ဒီပြင်းထန်တဲ့တန်ရာတွေ အထူးသဖြင့်ပေါ့နော်ဒီတန်ရာရရှိရဆိုတာအဓိကကစားသမားတွေကကျင်းဖက်များစွာကစားရလို့သူတို့အနေရာကိုဟန်ချမ်းမပြောင်းဝင်နိုင်တဲ့အရင်အရာမရှိလို့အဲ့တော့အဲ့ဒီအရင်အရာရှိအောင်ဘယ်လိုမျိုးသွားမလဲသို့မဟုတ်မရှိသည့်တိုင်အောင်ဘယ်လိုမျိုးဟန်ချက်ညီအောင်သွားမလဲဆိုတော့နီလန်တွေကိုအာဒီတာအနေနဲ့ထပ်ပြီးတော့စဉ်းစားရမှာဖြစ်တယ်အဲ့တော့နောက်ရာသီတွေကတော့စိန်ခေါ်မှုကြီးလာခဲ့ပြီဒီရာသီတို့ကတို့ဒါဖြစ်တဲ့နီလန်တွေကနေသူတို့ဟန်ချမ်းညီညီလေးသွားနေရတော့မြင်ရတယ်စုတစိတ်တွေတော့မရခဲ့ဘူးဒါပေမဲ့ ပြောမှဆိုရင်ဒါထိတ်သီးအသင်းတသင်းနေနဲ့ဒါအောင်မြင်မှုတွေကိုရှားကိုရှားရောမလို့သတ်မှတ်ထားလို့ဒီစွမ်းဆောင်ရည်ကိုကျွန်တော်တို့သေးတင်သလိုဖြစ်နေရပါဘောနော်အဲတာမန်အနေနဲ့ပြန်ကြည့်မယ်ဆိုတော့ဒီစွမ်းဆောင်ရည်တော်တော်လေးကောင်းနေတယ်တော့ပါနေဆဲဖြစ်တယ်အာဆင်နယ်အသင်းဟာအနိုင်ယူဖို့အင်မတန်ခက်ခဲတဲ့အသင်းဖြစ်နေဆဲဖြစ်တယ်လူကာဆယ်လိုမျိုးလူတိုင်းကိုဒုက္ခပေးပြီးလူတိုင်းကိုဘူလီလုပ်လူတိုင်းကိုအဲဒီနီးပြူဟာထိုးနှက်ချက်တွေလုပ်တဲ့အသင်းကိုအာဆင်နယ်အသင်းဒီပွဲမှာအဲတီတီငင်းငင်းရင်ဆိုင်သွားနိုင်တယ်ဘောနော်ကန်သွင်းချက်တွေခွင့်ပြုရတာတပိုင်း အာဆင်နယ်နဲ့ပြာရာခက်မနေဘူးဒုက္ခရောက်မနေဘူးသူတို့ပြန်ပြီးတော့ဒုက္ခပြနိုင်တယ်ဒီ physical battles တွေလည်းရှင်းနိုင်တယ် present ချင်းလည်းရှင်းနိုင်တယ်အာဆက်စားရရရှင်းနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အာဆင်နယ်ဟာအဲ့ဒီ failure ဖြစ်တဲ့တော်တော်လေးခိုင်ပါတယ်ပွိုင့်တခုတော့ရှင်းနေပြီအဲ့တော့အဲ့ဒါကို ဘလို့စက်တီဆောင်လဲနောက်ရဒီမှာမြင်ရမယ်။သိကြတဲ့ဒီပွဲကိုလည်းအာဆန်နယ်ပြည်သက်တွေနိုင်ပွဲအရသာကိုကျင်းတဲ့နေမှာဖြစ်ပေမဲ့ခြေစွမ်းကိုတော့မကျင်းတဲ့နေဘူးလို့ကျွန်တော်ကတော့ယူဆတယ်။မိတ်ဆွေတို့အနေနဲ့လည်းဒီပွဲနဲ့ပတ်သက်တဲ့အာဆန်နယ်ခြေစွမ်းနဲ့ခန်းစားရတာရှိရင် comment မှာမှပေးသွားခဲ့ဖို့ဖိတ်ခေါ်ပါရစေ။ဒါကျွန်တော်အနေနဲ့ပွဲအတွက်ဒီအာဆန်နယ်ရဲ့ overall ခြေစွမ်းနဲ့ပတ်သက်ပြီးပြောစရာအများကြီးမရှိဘူး။ဘာလို့လဲဆိုတော့ဒီအကြောင်းတွေကိုကျွန်တော်တို့အမြဲတမ်းအမြဲတမ်းအမြဲတမ်းပြောခဲ့ပြီးသားဆိုတော့အကြောင်းထပ်နေပြီပေါ့နော်။အဲအကြောင်းမထက်တဲ့အကြောင်းအရာတစ်ခုကတော့ဒါ Declan Rice အကြောင်းဖြစ်တယ်။ Declan Rice ဟာ လှပတဲ့ကန်ချန်နဲ့အာဆန်နယ်ရဲ့တလုံးတဲသောအနိုင်ကိုကိုတွင်ယူခဲ့တယ်အဲ့တော့ဒီရာဒီမှာသူ့အတွက်ကိုကိုမြောက်တွင်ကိုဖြစ်လာတယ်ကိုပန်တီမှုဆယ်ချိန်လောက်ထားတယ်အဲ့တော့ goal involvement 16ချိန်ရှိလာခဲ့ပြီးတွင်ကိုကိုကိုပါလေဒါသူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာအများဆုံးဖြစ်လာပြီပေါ့နော်အဲ့တော့သူ့တွင်နဲ့တွင်ကိုတွေမှာလည်းတကယ့်ကို world is day ပေါ့နော်ဒီ goal ဆိုရင်လည်းဒါ Newcastle အသင်းရဲ့အမားကလည်းရရှိတဲ့အခြေအနေဆိုပေမဲ့အဲ့ဒီအခြေအနေကလည်း goal ဖြစ်သွားဖို့ကတော်တော်လေးခက်ခဲတယ် လှမ်းလဲလှမ်းသလိုဒါကန်ချက်အရန်ကောင်းမှရနိုင်တဲ့အခြေအနေအဲ့ဒီကန်ချက်အရန်ကောင်းအောင်လို့ဒါတက်ကလိုက်ဆက်ကံပြသွားခဲ့တယ်။တပွဲလုံးမှာတင်ခဲ့တဲ့ကော်နာရယ်ဆိုရင်တော်တော်လေးကိုလှတဲ့ဘောကဖ်တွေကိုကျွန်တော်တို့မြင်ခဲ့ရတယ်။ဒါဟာတက်ကလန်ရိုက်ဆက်ရဲ့ဒါ short tactics ဒီကန်သွင်းတဲ့ဒီစနစ်အရန်ကောင်းလာတာကိုပြတယ်။အရန် impact မိလာတာကိုပြတယ်ပေါ့နော်။အဲ့တော့ဒီ impact နဲ့အတူတက်ကလန်ရိုက်ဆာပို့ပြီးတော့ tight set ကိုလိုက်ပါတဲ့။ပို့ပြီးတော့ကန်သွင်းချက်တွေပြုလုပ်တဲ့ဆိုတဲ့ကောက်ချက်။ဒီကောက်ချက်ကိုကျွန်တော်ကမကြားခင် မကြာခင်ကလေးကတောက်လျှောက်ပေါ့နော်2024ဒီဇင်ဘာလောက်ကလေးကကျွန်တော်မကြာခဏပြောလို့ရှိတယ်ပေါ့နော်ဒါတော့အာဆင်နယ်ရဲ့တိုက်စစ်အားရစရာမကောင်းဘူးကိုကျွန်တော်အနေနဲ့ဒါဒက်ကလန်ရိုက်စ်ဖြစ်ရှင်းနိုင်မလားဆိုတဲ့အမြင်နဲ့ကြည့်ခဲ့တာပေါ့လေအဲ့တော့အခုနောက်ပိုင်းမှာလည်းဒီဒက်ကလန်ရိုက်စ်တိုက်စစ်ပိုင်းဆိုင်အစွမ်းဆောင်ရေးကိုကျွန်တော်အားရစရာမြင်ရတယ်အဲ့တော့ဒီထပ်ပို့ပြီးတိုးတက်အောင်လုပ်လို့ရသေးတယ်လို့ကျွန်တော်တို့ယူဆတယ်နောက်ရသည်မှာတော့အာဆင်နယ်ဒီဒက်ကလန်ရိုက်စ်ကိုဘယ်လိုအသုံးချမလဲပေါ့နော်အပြောမဲ့ဆိုရင်အိုရီဂိုရဲ့ကြာစင်မှုက အဒီပြောမဆိုရင် တော်တော်လေးသိတာနေတရားဒီမှာအဲ့တော့ OD ကပြန်ကောင်းလာမယ်ဆိုရင် decline rise လေအခုချိန်ဆိုတိုးတက်အောင်လုပ်နိုင်မယ်ဆိုရင်ဒါအာဆန်နဲ့ကြောက်စရာကောင်းတယ်တိုက်စစ် unit ကြီးတိုက်စစ်ကွန်းတိုက်စစ်ပံ့ပိုးမှုအရရှိမယ်လို့ကျွန်တော်ကတော့ယူဆမီရဲ့ Newcastle ဘက်မှာတော့အားနေသွားတာလန်ဆန်လာအီဆက်ကပါဝင်တာဒီအချက်က Newcastle အတွက်အရန်သိတာလေပေါ့နော်လန်ဆန်လာအီဆက်ကကမ္ဘာအဆင့်စားသမားဖြစ်တယ်အဲ့တော့သူ့ကို ဒီခလန်ဝီစင်ကအစားထုတ်နိုင်ခြင်းမရှိဘူးကိုးသွင်းတဲ့နေရာတော့မြည်မြည်ပါဒါပေမဲ့ over play ကတော်တော်လေးအားနေတယ်ပေါ့နော်သူသဖြင့်ဒီလိုမျိုး dynamic ဖြစ်တဲ့ system တွေနဲ့ link up တွေအရန်လိုတဲ့ system တွေမှာခလန်ဝီစင်ဟာသူ့ရဲ့အသက်အရွယ်အရရော performance အရရောအကြပိုင်းရောက်နေပြီဖြစ်တဲ့အတွက်လိုအပ်ချက်တွေရှိတယ်။ဒီနေရာမှာမေးစရာရှိတာကကျွန်တော်သဘောကျတဲ့ကစားသမားဖြစ်တဲ့ Osula ကိုဘာလို့မတော့ခဲ့လဲဆိုတာပဲ။ Osula ကပါရတဲ့ပွဲတိုင်းမှာတော်တော်လေးခြေစွမ်းပြနိုင်တာတွေ့ရတယ်။ပြီးရသူ့ရဲ့ physical နဲ့သူ့ရဲ့ technical ability ကတော်တော်လေး မစိုးတာကိုတွေ့ရတယ်ဗောနော်အဲ့တော့အိုဆူလာနဲ့ဆိုရင်အာဆင်နယ်ခံဆက်ကိုပိုပြီးဒုက္ခပေးနိုင်မလားဆိုတာတော့အဲတွေးစရာဖြစ်ခဲ့တယ်ဗောနော်ကွင်းလင်မှာဘရူနိုကဲမာရီဆန်ဒရိုတိုနာလီအရန်ကောင်းခဲ့တယ်ပြီးတော့လက်ဝင်းဘက်နေနဲ့ကစားတဲ့လီဗရာမန်တိုကအာဆင်နယ်ရဲ့ဒီညာချမ်းတခြားလုံးမှာဒါတာဝန်ကြီးအောင်အကုန်လုံးလှုပ်သွားခဲ့တယ်ကွင်းနယ်လိုပေါင်းကစားတာတွေရောပြီးတော့ဒီဘန်ဝိုက်ကိုထောက်ထားတာတွေပြီးတော့ဒီဆာကာကိုပြန်ပြီးတော့ဒီ chase back လောက်တာလေအစရှိတဲ့ဖြင့်တော်တော်လေးပုံစံကြတော့ဘူးကျွန်တော်တွေ့မြင်ရတယ်ဒါပေမဲ့လည်း Newcastle အနေနဲ့သူတို့ရဲ့အဓိကကစားသမား Isaac မပါဝင်တဲ့တန်ကိုတော့အပြင်းထန်ခံခဲ့ရတယ်ပေါ့နော်ပြီးတော့ Arsenal ဘက်မှာဒီစိတ်ဝင်စားစရာကောင်းတဲ့ဆွမ်းဆောင်ရည်ပြသခဲ့ရတော့ Miles Lewis Kelly ဒီကစားသမားလေးကပွဲတိုင်းကောင်းပါတယ်ကောင်းတာများတယ်ပေါ့နော်ပွဲတိုင်းကောင်းတယ်ဆိုတော့သူရဲ့ကောင်းတဲ့ shoot down နဲ့ကောင်းတဲ့အကွက်တွေအများကြီးဒီဘက်မှာလည်းဆက်ပြီးတော့မြင်ခဲ့ရတယ်ပြီးတော့ဒီယာဒီမှာဆိုရင်သူတူးချင်းကြော်ပြတ်ချင်းမခံရသေး triple pass လောက်တာမခံရသေးဘူးဒါအပြင်သူ့အနေနဲ့ jewels တွေ ground jewelry မဟုတ်ဘဲနဲ့ဒါဒီလေထဲက area jewelry မှာလည်းတော်တော်လေးကိုအမ်ရဲ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 နဲ့ရှင်းပြနိုင်စွမ်းရှိအောင်တွေ့ရတယ်အဲ့တော့ပြောမလို့ဆိုဒီကစားသမားအရှိကိုလည်းတတ်နိုင်တယ်ပွန့်ပိုးနိုင်တယ်ခိုးသွင်းနိုင်တယ်ဖန်တီးနိုင်တယ် fashion network တွေမှာအကောင်းကောင်းပါဝင်နိုင်တယ်ဒါအပြင်ဒီ Kansas Swan ဆောင်ရည်တွေမှာလည်းဒါ Ashley Cole တော့ငါလိုမျိုးပေါ့နော် Ashley Cole ဟာတော်တော်လေး one versus one ကောင်းတဲ့ Kansas ကစားသမားဖြစ်တယ်အဲဒီသူ့ရဲ့တိုက်စစ်လက်နက်တွေနဲ့ပေါင်းပေါင်းလိုက်ရင်ပေါ့နော်အဲ့တော့ ကန်ဆစ်ကြီးပဲထူးချွန်တဲ့ကစားသမားတွေအများကြီးရှိရပါဒါပေမဲ့တိုက်စစ်အရန်ကောင်းပြီးတော့ကန်ဆစ်လေခုနအရှလီကိုလို့ကောင်းတဲ့ကစားသမားတွေအများကြီးမရှိဘူးအဲ့တော့မိုင်းစ်လူးစ်ကေရီယာအဲ့ဒီမိုးလ်ထဲမှာရောက်ရှိနေတယ်ပြီးတော့ဒီထက်အများကြီးပိုကောင်းလာနိုင်တဲ့အစွမ်းစားပြသနေတယ်လို့ကျွန်တော်ကတော့ယူဆမိပါတယ်အခုတင်ဆက်ပေးခဲ့တာတော့အဲ့ဒါအာဆင်နယ်နျူကာဆယ်လေးရတဲ့ပြည်ပွဲဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့တင်ပြချက်တွေရှိရင်လည်းကွန်မန့်မမှန်ပေးသွားခဲ့ဖို့ဒါဖိတ်ခေါ်ခြင်းပါလေချစ်အပ်ပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ